အစိုးပြနဲ့တက်မှာတော့ကျွန်တော်ထူးဆန်းတာကတော့ဒီကားမှာကဟိုပေါ့ဒီကားမှာကျွန်တော်တို့လောက်လာလွတ်လပ်တယ်အဝင်းကြီးရလဲဒီကားမှာကျွန်တော်တခြားမှာလက်မရှိတော့ဘူးကျွန်တော်လက်သူနဲ့ကဒီကားအဆအဆုံးတညာဆုံးတူတူလောက်ကြတာပေါ့ဟိုကားတော့ကတော့သူကစကားပြီးတဲ့အချိန်မှာပဲကျွန်တော်တို့စဉ်းစားကြည့်ရင်သူစိတ်ကပိုတက်ကြွလာတာလीဒီကားမှာတော့ဟိုရှိမှကျွန်တော်တော်လက်ပြီးရတာနောက်မှသူက စကားပြီးမှသာလေအများဝိုင်းပြောကြဒီကားမျိုးကနိုင်ငံသားတော့အမှားလို့ဒီကားမျိုးကဘာဖြစ်လာလို့အဲ့ဒီအတန်တွေကြောင့်လာအဝင်းကြီးသည်ကျွန်တော်ပေါ်မှာပါဆိုဒီစကားပေါ်မှာသူယုံကြည်မှုတွေပို့ပို့လာတယ်ပေါ့နော်သူကပါဆိုအစားဒရမ်မဟုတ်ပါဘူးသူတို့ကစူပါရဲဂျက်တယ်လူတွေဆိုတော့ကျွန်တော်တို့ကအစ်စ်တွေဆိုတော့သူတို့သိစိတ်တယ်မှပရိသတ်မကြိုက်ဘူးထင်လို့ပါသူကစီဝါရေးသမားဆိုတော့လေဒီဒါစီဝါရေးလောက်ကြလာဆိုတော့ဒီကားဒီအမှုပညာနေတော့အောင်မြင်မယ်စီဝါရေးနေတော့အောင်မြင်မယ်သူသတ်မှတ်လို့ရမှာမထင်ဘူးကျွန်တော် ဒါပေမဲ့တကယ်တမ်းကျတော့ तू ကြည့်ပြရချင်မှာ तू ဘာတကယ်ကိုသာသနာကုလို့လဲစိတ်ဖြစ်လာတယ်ကျွန်တော်လည်းအတူတူစိတ်တူကိုယ်ကိုကျွန်တော်လူရတန်းရအကုန်လုံးလုပ်ခဲ့တာတွေအဝင်ကြီးလည်းပါတော့ကျွန်တော်လည်းသူ့လည်းကျန်ကျစုတင်တယ်ဒီကမှ तू ကျန်တာလည်းအကုန်လုပ်ခွင့်ရလို့ပါပတ်စံရတာမရတာလေးကျန်တာမကျန်တာလေးကျွန်တော်သိလည်းမသိဘူးစင်းရဲတဲ့ကုလို့မသိသေးဘူးကျွန်တော်ဟုတ်ကဲ့အဲ့ဒါဒါပေမဲ့လို့ကျွန်တော်သူ့ကိုရန်ကျစုတင်တယ်ပေါ့ကျွန်တော်ကျွန်တော်ရဲ့ကာကျွန်တော်မွေးတဲ့သာသမီတယောက်ကိုလှလပပအင်ကြီးကစားဝေးပြီးတော့စင်ပေါ်တင်ပေးခဲ့တာ तू ဆိုတော့သူ့ကိုလည်းကျစုမမိပါဘူးဒီကာကြီးမှာကျတော့ तू က အစလေအဆုံးကျွန်တော်ဘာမှလည်းလုတ်ချင်ရတော့အကုန်လုံးလုတ်ခွင့်ပြုထားတယ်ဆက်ဒီအကောင်းစားရင်းနဲ့သူရိုက်ပြီးတယ်ဆိုတော့ဒီကားကကျွန်တော်တို့ရှိရကားတဲ့ quality အရင်ပိုကောင်းပါလိမ့်မယ်အဲ့တော့ပိုကောင်းပါလိမ့်မယ်ပေါ့နော်ဘာလို့ဆိုပိစက်ကိုပေးပေးဆက်ရတာအရင်တော့ရေတမမပါဗျာကျွန်တော်ဟုတ်လားကိုကြိုက်ပါမလားလို့ဘာလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဆုံးဖြတ်ပြီးသားအဲ့ကားတော့ကလည်းကျွန်တော်ကနောက်ဆုံးခီးကိုနောက်ဆုံးဆုံးဖြတ်ချက်ကျွန်တော်ဒီကားကိုကျွန်တော်ပိစက်လက်ခံရင်ကျွန်တော်သူတို့တွေအားပေးကြရင်နောက်ပိုင်းဆက်ပြီးတော့ဘာသာရေးကားတွေရောပိသက်တွေလူတွေအတွက်အကျိုးရှိမဲ့ကားတွေရိုက်ပြီးတော့ကျွန်တော် ကျွန်တော်အမှုပညာကျွန်တော်ကိုထမင်းကျွေးခဲ့တဲ့လူတွေကိုကျွန်တော်ကျေးဇူးဆပ်ဖို့တကြီးပဲကျွန်တော်လုပ်တယ်မရခဲ့ဘူးဆိုရင်ကျွန်တော်ကဖြတ်ထားပြီးသားလीဒီဟာနဲ့ကျွန်တော်နိုင်ငံတော်ပဲလူရင်းလူခဲ့ပြီးတော့ကျွန်တော်ဖုန်းကြီးဝတ်ဖို့ဆုံးဖြတ်တာပါအခုတော့ဖုန်းကြီးမိုးရသေးပါဘူးနောက်တော့ကထပ်ရက်ပြီးပါပြီနောက်လည်းကျွန်တော်ဆက်အားပေးမယ်ဆိုလို့ရှိရင်လည်းအားပေးပါအောင်လို့ဒီကားရတဲ့ပတ်စံလေးတဲ့သာသနာအတွက်တကယ်အရေးကြီးတဲ့နေရာပေါ့နော်ကျွန်တော်အခုဖုန်းကြီးကျောင်းနေသွားတဲ့အချိန်မှာဖုန်းကြီးကျောင်းမှာဘာလို့လူအပ်နေလဲဆိုတော့ကုမ္ပဏီငယ်တိုင်းကျွန်တော်ဘာလို့မှမပြောသေးပါဘူးအဲ့ဒါကိုကျွန်တော်ကျွန်တော်တို့ဒီ ကျွန်တော်တို့သာသနာမှာတန်ခါအရေးကြီးတယ်တန်ခါဒီဒီเจ้าမှာမြဲဖို့ပျော်ဖို့အရေးကြီးပါတယ်ဒီအစိုးမြတ်အတ္တတာတန်ခါတွေပျော်ရွှင်စေမယ့်ဇာကပါအဲ့ဒီဇာကရိုက်ထားပြီးပါပြီပေါ့နော်အဲ့တော့ဒီဇာအဲ့ဒီတန်ခါတွေပျော်ရွှင်ဖို့အတွက်ကိုကျွန်တော်ဘာကြီးထောက်ပံ့ရမလဲဘာကြီးလိုအပ်နေလဲကျွန်တော်အကုန်မြင်ခဲ့ပြီးတာမို့လို့အဲ့ဒီအတွက်အရေးကြီးတဲ့တစ်ခုကိုကျွန်တော်ဘဝတသက်တာလူမျိုးကျွန်တော်လှူဖို့အဆုံးဖြတ်ပြီးပြီကျွန်တော်အဲ့ဒါတော့ကျွန်တော်အခုကျွန်တော်ဒီစဉ်ချောက်ဝင်နေလေးကျွန်တော်စူးစမ်းနေတာပေါ့နော်ကျွန်တော် ကိုင်းမို့ကျွန်တော်ခိုင်ပါပြီဆိုရင်ကျွန်တော်ကြီးညာပါမယ်ကြီးညာပြီးတော့ကျွန်တော်ဒီရကြတဲ့ပတ်စံလေးကျွန်တော်သုံးမှမဟုတ်သေးပါဘူးကျွန်တော်အဲ့လိုအကျိုးရှိတာလေးပေါ့ကျွန်တော်တို့ဘာသာသာသနာကျွန်တော်တို့အမျိုးဘာသာသာသနာကိုကျွန်တော်တို့လူမျိုးကိုကျွန်တော်တို့ကျွန်တော်တို့လူမျိုးပါပဲဆောင်းရှောက်အောင်ပါလीအဲ့တော့ကျွန်တော်လည်းကျွန်တော်အသက်ရွယ်နဲ့ကျွန်တော်ဒီစကားပြောရမယ်လူငယ်ဒီမှာလည်းဒီအသိရှိစေခြင်းနဲ့အဲ့ဒါလေးကိုအကုန်လုံးရစေခြင်းနဲ့ပေါ့အကုန်လုံးဒီကားမှာရသွားမှာပါဒီကားကလည်းကျွန်တော်လူဖြစ်လာရင်အနိစ္စဒုက္ခအနတ္တဆိုတာပြည့်မလွတ်ပါဘူး အနတ္တတရားဘာဆိုတာလဲကျွန်တော်ကတရားဟောမှာမဟုတ်ဘူးဇက်နဲ့ပြသွားမှာအကုန်ညှိပြီးပါသွားမယ်ကားပါအကုန်ကြိုက်ကြပါလိမ့်မယ်ဟုတ်ဒီကားမှာတော့ကျွန်တော်ကအဲ့လိုပေါ့ကြည်ကြည်ဝင်းနေမော့ကျွန်တော်တို့ဒီကုသိုလ်တရားနဲ့နေတဲ့လူကိုမစော်ကားမိကြဘူးပေါ့နော်စော်ကားမိရင်နောက်ပြီးတော့လောဘဒေါသမောဟဆိုတာရာသီဥတွေပတ်ပြောင်းနေပြအဲ့ဒါကိုဒီကားမှာပြမှာအဲ့တော့ကျွန်တော်မုံတိုင်းနေပါလေဆိုတခက်အဲ့ဒါလည်းထူကြပါလေကျွန်တော်ပုံတိုင်းရိုက်ဖို့တော့ကိုကျွန်တော်တို့တော်တော်ပြင်ဆင်ရတယ် ပြင်ဆင်တဲ့အခါကျတော့ကျွန်တော်စတီနေဆောက်ပါလေးဆိုအကုန်လုံးကြဒါမှမဟုတ်ကျွန်တော်မုံတိုင်းကိုကျွန်တော်အစ်စ်ကိုမအစ်စ်ကိုမမီနိုင်ဘူးကျွန်တော်ခက်ခဲရဘာလို့ကျွန်တော်မိုးရီရွာဖို့တဲ့မုံတိုင်းမလာရင်မိုးရွာပါလေအဲ့မိုးရွာဖို့တဲ့ရေကားတွေကျွန်တော်ခေါ်တယ်ရေကားတွေကိုကျွန်တော်မောင်းကြည့်တယ်ရေကားတွေအဲ့တောတန်းကိုဝင်လို့မရဘူးအကုန်တိုင်းကြိုးကုန်လို့အဲ့အချိန်မှာပဲမုံတိုင်းရိုက်မင်းဒီ27ရက်ပေါ့ကျွန်တော်ဆယ်လာပဲ27ပေါ့နော်အဲ့နေ့မှာမုံတိုင်းအစ်စ်ကြပါတယ်အဲ့မှာအဲ့မုံတိုင်းအစ်စ်နဲ့ပဲအဲ့ဒီကားကိုကျွန်တော်ရိုက်ခဲ့တာပါဟုတ်အဲ့တော့မိုးရီတကယ်ရွာပြီကျွန်တော်တို့တကယ်မုံတိုင်းကြတာကြီးကိုရလိုက်တာပါ အဲ့တော့ဒီကားကြီးရတယ်ကျွန်တော်မမြင်ရတာကြီးစောင့်ရှောက်နေတယ်ထင်တာပဲလေအဲ့တော့အဓိကကျွန်တော်ထားတဲ့စိတ်ပါပဲအဲသာသနာကိုထားတဲ့စိတ်ကကျွန်တော်တို့ပြန်ကြိုးပြတာပါပဲဟုတ်အဲအဲ့တူးကြတာဆိုရင်ဒီကားမှာကျတော့ဆရာတော်ကြီးတွေဝိုင်းလာတယ်ဗျကျွန်တော်ရွာမဆရာတော်ဖျားကြီးဆိုလို့ရှိရင်ဒီဇက်ညွှန်ထွက်လာတဲ့အချိန်မှာသာသနာကြီးညွန်ကြိုင်းမှုတော်များကြီးနဲ့တိုင်ပင်ပြီးတော့ဆရာတော်ကြီးကိုယ်တိုင်ဒီဇက်လမ်းကိုအစဆုံးဖတ်တာအစဆုံးကျွန်တော်ဖတ်ပြရတယ်ဆရာတော်ကြီးကလိုအပ်တာတွေပြင်ပေးတယ်ဒါအဓိကအင်မတန်အရေးကြီးတဲ့ကားဖြစ်နေတယ် တန်ဃာတွေမှာလွဲနေတာလေးတွေလည်းတည့်ပြီးတာပါတယ်။အဲ့အလွဲလေးကိုတည့်ရင်းနေမှာသာသနာကြီးအရန်ပွင့်သွားတာကိုပြတဲ့ကားဖြစ်နေတော့ကျွန်တော်တို့ကပေါ့ဘုန်းကြီးမှာလည်းပဲအနှစ်ရှိသလိုကျွန်တော်အနှစ်ရပြီးသွားပြီ။ဥပါဒဏ်မှာလားကျွန်တော်ဘုန်းကြီးလေးဒါဝဏ္ဏတိရဒါအနှစ်ကိုပြသွားတာပါ။ဒီကားမှာအကာတစ်ပင်တပင်ပဲဖြစ်ဖြစ်အကာနဲ့အနှစ်ရှိမှတစ်ပင်တပင်ဖြစ်တာလေ။အကာဖြစ်ပြီလို့မရအောင်အကာမရှိတဲ့အနှစ်ကရက်တီလို့မရသလိုအဲ့အကာတွေကိုအနှစ်ဖြစ်အောင်လုပ်တဲ့ကားပါ။အဲ့တော့ဒီကားကတော့ရတာတမျိုးပေါ့။အဲ့တော့ဒီကားမှာကြောင့်ဆရာတော်ကြီးအဲ့ဒီ ရွာမဆရာတော်ဖရာကြီးတို့တော့တကယ်ဆရာတော်အစ်စ်တီဥပညာဝရဆိုလို့ရှိရင်ဒါပိဋကတ်သုံးပုံကိုအာဂုံဆောင်ဖို့ကြိုးစားနေတဲ့တပုံအောင်သွားပြီပေါ့နော်အဲ့ဆရာတော်ကိုလည်းတေးဥဆောင်ပါတယ်ပြီးတော့ဥကွာတဝဆိုတဲ့ဆရာတော်ကြီးပါတယ်တတိယနော်ပြီးတော့ရွာမဥကောတန်လာဆိုတဲ့စာတင်သားပါတယ်ဓမ္မစတိယအောင်မီသားဥယျဝဒလည်းဒါခိုင်ကိုင်းမော့နန်းစုရဲ့သားဖြစ်ဒီကားမှာတေးဥဆောင်လာတာဒါသူတို့ကိုလည်းကျွန်တော်ကအဲ့ရွာမကိုလည်းပြီးရတယ်အရှိတကုံကဆရာတော်စီလည်းပြီးရတယ်တွန်လေးလည်းပြီးရတယ် 3လလုံးလုံးကျွန်တော်ဆရာတော်ကြီးပတ်ပြီးတင်ရတာအဲ့တခါလုံးပြီးမှကျွန်တော်စရိုက်တာဆရာတော်ကြီးကလည်းအမားကို reject ကိုမဖြစ်ဘဲနဲ့ဒီကားမှာတရုတ်ဆောင်သွားနိုင်တယ်အကုန်လုံးတော်တော်ကောင်းတယ်အစ်စ်တီပဲမလို့တော်တော်ကြိုက်တယ်နောက်တစ်ခါက2018ကဟိုရုပ်ကျင်အစည်းအဝေးတင်နန်းသားတွေအကုန်လုံးပြီးပါပါတယ်ဒီကားမှာပါတော့ဒီကားကတော့တပါတာပေါ့လေနော်အစ်စ်ဆိုတာကျွန်တော်တို့ကလည်းပုံနေပြောရင်ကျွန်တော်လောကအတွက်ကကျွန်တော်ကျွန်တော်အတွက်ကျွန်တော်မွေးနေမှာမဟုတ်ပါဘူးကျွန်တော်လောကမှာလည်း အဟောင်းနေနေရမှာအစ်စ်တီအစားထိုးရမှာတရားသဘောရအဟောင်းနေကြီးပဲအကြာကြီးမရနိုင်ပါဘူးကျွန်တော်တို့အသက်ကြီးလိုက်ဖြစ်ဖြစ်နေဟုတ်လားပြီးရင်သေးကြမှာကောနော်အဲ့တော့မသေးခင်လေးမှာမွေးဖွားပေးရမှာကျွန်တော်တောင်းမှရှိပါတယ်အဲ့တော့မွေးဖွားတဲ့နေရာတစ်ခုနေလာကျွန်တော်ကတော့စူးစမ်းမယ်တော့ကျွန်တော်တင်နန်းဖို့မို့လဲစဉ်းစားနေတယ်ပေါ့နော်ကျွန်တော်အဲ့ဒါလဲဘာကြောင့်လဲဆိုတော့သူများတင်နန်းနေခွက်ခွက်ရိုက်နေရလို့ပါကျွန်တော်မအခက်ခဲဖြစ်တာကျွန်တော်ဇက်ကားကြီးကျွန်တော်ရိုက်မြိုင်တန်းစီလာပြီးပြီအဲ့ဇက်ကောင်လေးနဲ့လိုက်မဲ့လူတွေကိုကျွန်တော်မရွေးရသေးဘူးဖြစ်နေတယ်ကျွန်တော်မအသေးရနေတာအဲ့လူတွေကိုကျွန်တော်က origin coin နဲ့လာချင်းမှလာမှာ ဲ့တော့တင်နန်းခေါ်ပြီးတော့တင်နန်းမှာလည်းကျွန်တော်တင်နန်းရတယ်အဲ့လိုပေါ့တက်ချင်တယ်တက်လို့မရတယ်တင်နန်းလို့ကျွန်တော်လုပ်မှာဘာလို့လဲသူတို့နဲ့လိုက်ဖက်နေလေလို့ဒီတင်နန်းစင်းလာတန်းရိုက်ဖို့အတွက်ကျွန်တော်စီစဉ်ပါတခါသူတို့ဖြစ်ပြီးတော့သဘောထားလိုက်တော့ပေါ့နော်ကျွန်တော်ကသူတို့ရဲ့ဒီဒီ talent တွေစမ်းမယ်ပြီးတော့သူတို့ရုပ်ရည်စမ်းမယ်ရုပ်ချောတာလာလာမလို့ကျွန်တော်ဇန်နဲ့အာဝင်တဲ့လူဆိုကျွန်တော်အကုန်ဆွဲတင်ပါတကယ်လို့ဒီကမ်းမှာရွေးမခံရတဲ့တင်နန်းတက်ပြင်မယ်နောက်တကားကတော့တန်းစီနေပါပဲလေအဲ့တော့သူတို့လည်းပြုတ်ဝင်နေပြောရင်ဒီတော့ကမ်းမှာလူတွေအများကြီးဖြစ်လာစေခြင်းနဲ့ နော်အားလုံးပါပြောပါကျွန်တော်တို့လောကသားတွေရက်တီဖို့ဆိုတာလည်းပဲမင်းသားတွေအများကြီးလိုတယ်မင်းသမီးတွေအများကြီးလိုတယ်အဲ့ဒါတွေကလည်းကျွန်တော်တို့ဒီဘက်ကဟိုထုတ်ကုန်သဘောမျိုးမွေးဖွားပေးနေမှကျွန်တော်တို့ပါပြောသွားလူတွေသွားကြတက်လူတက်ကြအဲ့ဒါဆိုအရင်လှသွားမယ်ထင်တာပဲလေအဲ့အတွက်ကျွန်တော်ကနောက်ပိုင်းကျွန်တော်နေရလာတဲ့10နှစ်15နှစ်ပေါ့အဲ့ကြားထဲမှာကျွန်တော်အဲ့တာဝန်လေးကျွန်တော်ယူပါချင်တာပါဟုတ်ဟောအရင်ကျေးဇူးတင်ပါတယ်လို့နော်အဲ့ဥပဒဏ်ကကျွန်တော်တို့ ညော်လင့်ထားရတဲ့ပုံကိုကျွန်တော်အားပေးကြတယ်အဓိကတော့ဥပဒံစကားလိုပဲချားတိုက်တိုက်လည်းရိုက်လာကြပြီဘာသာရေးကားကြီးသူတို့အောင်မြင်လာလဲကျွန်တော်အရန်ဝမ်းသာတယ်ဘာလို့ကျွန်တော်သာသနာပွင့်သွားပြီဗျဘာပြောလူတွေကသာသနာကားကိုကြီးရမယ်ဆိုတဲ့အသည့်ဖြစ်လာကြပြီသူတို့ရတဲ့ပုံမှာလည်းကျွန်တော်အရန်ဝမ်းသာတယ်လို့ကျွန်တော်ရိုက်နောက်ပြမယ်အစိုးမရအနတ္တစကားကိုလည်းအားပေးကြပါအောင်လို့ဘာလို့ဆိုတော့အဲ့ဒီစကားကလည်းပြိတ္တတွေမှမမြင်သေးတဲ့တရားကိုပြမှာပါကျွန်တော်ပြင်းစရာကောင်းအောင်မပြပါဘူးအကုန်ပျော်နေနေမယ်ဒီကားပြီးွားရင်လည်းရင်ဘက်ထဲမှာထိသွားခဲ့ရင်လည်းခွင့်လို့ကြပါလို့ဘာလို့ဆိုတော့ စသလိုဇလန်းလိုပြရတာပေါ့နိနော်ဒါမှတကူတော့ညှိကြံခဲ့မှာကားပါနောက်တစ်ခုကအဲ့ဒီကားကိုပြီးရသူတို့ပြီးမဲ့ပတ်စံသည်တာသနာပြုဖို့ပါပဲဆိုထပ်ပြောမှာကျွန်တော်တော့သုံးဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်ကားလေးကိုအားပေးကြပါနော်နောက်အစိုးမရအနတ္တဆိုတဲ့ဇာကားကိုလည်းပြိသက်တွေကိုကျွန်တော်အမြန်ဆုံးယုံပေါ်ရအောင်ပို့နိုင်ဖို့စူးစမ်းနေပါပြီလို့ပြောချင်ပါတယ်အခုဒီဒီအကယ်မီအတွက်ကိုအားလုံးတစ်ပြီးနေကြတာဟုတ်တော့ကျွန်တော်ကျေးဇူးတင်လို့မဆုံးပါဘူးလို့ကျွန်တော်ရမ်းလိုချင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တွေ့မှုပါဘူး သာသနာပြုတဲ့အခါသာသနာကိုမိမောင်းထုတ်ပြတဲ့ဇာကာတကားကိုအယောင်တင်ပြီးတယ်လို့ကျွန်တော်မြင်ပါတယ်။ကံမြေဖွဲ့တွေလည်းကျမ်းမာချမ်းသာကြပါစေလို့ပြီးတဲ့ဖွဲ့တွေလည်းနော်ပရိသတ်တွေလည်းကျမ်းမာချမ်းသာကြပါစေ။ဒီပားမှာတိုးဆောင်လာတဲ့လူတွေစပ်ဖွဲ့တွေရအစအကုန်လုံးသာသနာပြုလာတာမို့လို့ကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်ကအလှဆုံးပုံဖော်ခဲ့တဲ့စာအိုဖလာတွေကျမ်းမာချမ်းသာပါစေလို့မြတ်တာပို့ပါ